2025ခုနှစ်ဇွန်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်ကမ်းခြေတဝိုက်မှာလီဘီယာနဲ့ယဝန်တခု ဖြစ်ပေါ်နေပြီးအဆိုပါလီဘီယာနဲ့ယဝန်ဟာလာမယ့်နှစ်ရက်အတွင်းအနောက်အနောက်မြောက်ဘက်သို့ဥတီရွေလျားပြီး အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်အော်ဒီတာပြည်နယ်မြောက်ပိုင်းနဲ့ဂျကန်ပြည်နယ်တို့ကိုဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။မိုးချေနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစစ်စစ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်။ နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ဘူးလေဝတဖြစ်စဉ်များအနေနဲ့အနောက်တောင်မုတ်တုံလီအားကောင်းနေတာကြောင့်အရှေ့ဘက်နဲ့အနောက်ဘက်မှလာတဲ့လေဝေလိုင်းများအချိန်ကြောင့်နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းနေရာကွက်၍မိုးကြီးခြင်းမိုးသီးများကျွေကြခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ပုံမူဂယုစိုက်ကြရန်လိုအပ်ပါတယ်။နေလိုက်တပတ်စာမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာ တိမ်တင်းတင်းမှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချိန်နေမှာတော့နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစစ်စိမ့်မှနေရာအနှံ့ပြမိုးတစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့ကရင်ပြည်နယ်ဘက်မှာနေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပါတယ်တနင်္သာရီတိုင်းရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်မှာလည်းနေရာကွက်၍မိုးကြီးနိုင်ပါတယ် ဇူလိုင်လ၁ရက်နေ့အတွက်မိုးလေဝသခမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုဘတ်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချိန်နေမှာတော့နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစစ်စစ်မှနေရာအနှံ့ပြမိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းဘက်မှာနေရာကျဲကျဲမိုးတချုံရွာနိုင်ပါတယ်တနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်မှာလည်းနေရာကွက်၍မိုးကြီးနိုင်ပါတယ် ဇူလိုင်လ၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာတိမ်တင်းတင်းမှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ဘက်မှတခါတရံမူသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မူသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချိန်တွေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြမိုးတိကျုံရွာနိုင်ပါတယ်တနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ် ဇွန်လ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ခြေနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယူရန်တျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးချိန်နေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြမိုးတချုံရွာနိုင်ပါတယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာလည်းနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ဇွန်လ၄ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုဘတ်မှာဒိန်သင်းတက်မှဒိန်ထူတက်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ဘက်မှတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်35ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းဧရာဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးတိကျုံရွာနိုင်ပါတယ်။စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာလည်းနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ဇူလိုင်လ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာတိမ်တင်းတင်းမှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယိုရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့ဘက်မှာတခါတည်းရဲ့မိုးသက်လီပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မူတလီပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်35ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ ။မိုးချိန်ဒီမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမိုးတစ်ကြုံရွာနိုင်ပြီးတနင်္သာရီတိုင်းဘက်မှာနေရာကျဲကျဲမိုးတစ်ကြုံရွာနိုင်ပါတယ်။နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ဇွန်လ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ခြေနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာတိမ်တင်းတင်းမှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာမိုးတချုံရွာနိုင်ပြီးတနင်္သာရီတိုင်းဘက်မှာနေရာကျဲကျဲမိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ခင်ဗျာ။